တင်ဆက်ပေးချင်တာကတော့ပျောက်ပွေမြို့မှာကျင်းပတဲ့မင်္ဂလာပွဲတစ်ခုမှာဆိုတော့ Cherry တင်းနဲ့ထိတ်တမင်းမီဆိုပြည့်သစင်တို့ကတချင်းသွားဆိုဖို့ငားရခံတာနဲ့ငားရခံခဲ့ရပြီးတော့အာအာတင်ဝဲဖြစ်ရကလေးတွေကြုံတွေ့ခဲ့ရပါတယ်။အဲ့ဒီမင်္ဂလာပွဲကရန်ကုန်မြို့မှာကျင်းပတဲ့မင်္ဂလာပွဲတွေထက်ပိုမိုခမ်းနားကြီးကျယ်ပြီးတော့တော်တော်လေးကိုတန်ဖိုးရှိခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ဆိုပြည့်သစင်နဲ့ Cherry တင်းတို့ကလည်းမှတ်ချက်မှတ်ထားတဲ့ပွဲခမ်းနားမှုကြောင့်ရန်ကုန်အံ့ဩသွားခဲ့ရပါတယ်။ဒီလိုတွေးကြုံတွေကတော့တကယ်ကိုအမှတ်တရဖြစ်စေခဲ့တယ်လို့သူမကပြောတာပဲဖြစ်ပါတယ် ပရိသတ်ကြီးတို့အမြောက်ပေးလိုက်ပါတယ်နော်မင်္ဂလာပါပရိသတ်ကြီးခုတင်ဆက်ပေးချင်တာကတော့နိုင်ငံရဲ့ထိတ်တန့်မင်းသမီးမင်းမျက်မှုကိုကြည့်မယ်ဆိုရင်တော့သူမရဲ့လှပမှုကတော့အရက်ရှည်ုံမကပဲပုံစံနဲ့လှပမှုကအရန်ကိုထင်ရှားပါတယ်ဒါပေမဲ့အထက်ထက်မှုဦးနဲ့ရှင်းပြလိုက်တဲ့အခါမှာတော့တစ္ဆက်ကလေးမှအကိုအောင်ကိုမထွက်ဘူးဆိုပြီးတော့တင်စားပြောဆိုနေကြတာဖြစ်ပါတယ်ပြီးတော့ရပိုင်းကကြော်ကြီးပိုးတဲ့အဖွင့်မဲမှာမင်းမျက်မှုထထမှုချော့ရဲ့နာရုနဲ့အတူသူမရဲ့၃ယောက်က အနာပါရီပုံရိပ်တွေကပရိသတ်အချို့ဝေဖန်ချက်တွေကြုံတွေ့ကြရပါတယ်။ဒါပေမဲ့မင်းမြတ်မကတော့ဆက်လက်ပြီးတော့မြန်မာရုပ်ရှင်ပေါ်မှာထိတ်တန့်မင်းမီတယောက်အဖြစ်စွမ်းဆောင်မှုထမ်းမြတ်စွာနဲ့ရိုက်ကူးနေသေးပဲဖြစ်ပါတယ်။သူမကတော့နာမည်ကြီးရဲ့မင်းမီတူအနေနဲ့လည်းပုံမှုတိုးတက်ဖို့အတွက်ဆက်လက်ကြိုးစားနေသေးပဲဖြစ်ပါတယ်။သူမနဲ့ထထမအူချောရဲ့နာတို့နဲ့ရှင်တော့သူမရဲ့အလှကမင်းမီထထမအူကိုမရှင်းနိုင်ဘူးဆိုပြီးတော့ ဝေဖန်ချက်တွေကိုလည်းမြင်တွေ့နေရတာပဲဖြစ်ပါတယ်ဆရာတို့ပြည်သက်ကြီးတွေမျှဝေပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့တတ်မုံမြင့်ရဲ့နောက်ဆုံးရယောဂအခြေအနေကိုအားလုံးသိရှိနားလည်စေဖို့တင်ဆက်ပေးလိုက်ပါတယ်။တတ်မုံမြင့်ကတော့သွေးလေးပတ်နာယောဂအကြောင်းအမှုပညာလောကကနေနောက်ယူခဲ့ရပြီးတော့မြန်မာနိုင်ငံကထွက်ခွာပြီးထိုင်းနဲ့တရုတ်နယ်စပ်ဒေသမှာစေကူတာမှုခံနေရတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဇနေတီ၃နှစ်ကျော်တိုင်အောင်စေကူတာမှုတက်ကြွစွာလှုပ်ဆောင်နေရရှိပါတယ်။တတ်မုံမြင့်ရဲ့ခံစားနေရတဲ့ဝေဒနာတွေကိုသူမကတော့ စိတ်အားပေးမှုတွေချစ်ခင်မှုတွေနဲ့ပံ့ပိုးပေးကြဖို့ပရိသတ်တွေကိုတိုက်တွန်းပါတယ်။သူနာကအတွက်အားလုံးပဲကောင်းမွန်စေဖို့ဆုတောင်းပေးကြပါရှင်။မင်းသမီးကျော်လေးတမောင်မြင့်ကတော့အခုနောက်ပိုင်းမှာဂျမားရဲ့အခြေအနေတစ်ခုကြောင့်အမှုပညာအလုပ်တွေကိုဆွန့်လွှတ်ထားသူဖြစ်ပါတယ်။ရရှိရှိထောင်ကောင်းကောင်းလေးနဲ့ချောမောတဲ့မြေရုပ်ရည်ကိုပိုင်းဆိုင်ထားတဲ့တမောင်ကတစ်ချိန်ကပရိသတ်အားပေးမှုတခင်းနဲ့ရရှိထားတဲ့မင်းသမီးတက်လက်လေးဖြစ်ပါတယ်။ဗီဒီယိုခေတ်မှာစကားပေါင်းများစွာရဲ့ကူရင်သူ့ရဲ့အမှုပညာကိုပုံဖော်ပြသနိုင်ခဲ့တယ်လို့ ပြပြင်းတဲ့သရုပ်ဆောင်ချက်တွေကြောင့်လည်း Academy ဆွဆရာကိုစုခုနိုင်တဲ့အထိပါပဲ။အမှုပညာလောကမှာပြိသက်အားပေးမှုတွေနဲ့ထိတ်ဆုံရောက်ခဲ့တဲ့တမွန်မြင့်ကအခုဆိုရင်တော့အမှုပညာအလုပ်တွေကိုအချိန်အကန့်တမရှိရနာထားခဲ့ပြီးပဲဖြစ်ပါတယ်။တမွန်ကတော့အမှုပညာအလုပ်တွေကိုအိမ်အောင်ကြပြီးကလေးမွေးပြီးတဲ့တန်အောင်လုပ်ကင်ခဲ့သူတယောက်ပါ။သူတကယ်ဝါသနာပါတဲ့အမှုပညာကိုကလေးတွေကြောင့်လည်းလက်မလွတ်ပဲအကောင်းဆုံးပုံဖော်ရိုက်ခုခဲ့ပြီးမြင့်အခုကတော့မလုံနိုင်တော့တာမို့ဆုံးလွတ်လိုက်ရတာဖြစ်ပါတယ်။တမွန်မြင့်ကတော့ကလေးညောင်မွေးဖွားပြီးချိန်မှာသူ့ရဲ့သွေးလေးပတ်နာယောဂါကပို့ပြီးဆိုးရလာခဲ့တာပါ။ တမောင်မြင့်ကတော့အနုပညာအလုပ်တွေကိုဆက်ပြီးလုပ်ကိုင်ခြင်းပေမဲ့ကျမရေးကြောင့်ဘလို့မှမလုံးနိုင်တော့တဲ့အခြေပါပဲ။တမောင်ကတော့ပြင်းထန်ရင်တမ်းနဲ့ကျမရေးအခြေအနေတွေကြောင့်အများရောဝေဒနာတွေခံစားနေရတာမို့အနုပညာအလုပ်တွေကိုရန်နာလိုက်ရတာပါ။တမောင်ကသူ့လူသူဝသနာပါတဲ့အနုပညာအလုပ်တွေကိုရန်နာခဲ့တယ်လို့သူခင်မင်းရင်းနှီးတဲ့သူတွေနဲ့ခွဲခွာပြီးထိုင်းနိုင်ငံမှာအခြေချနေထိုင်နေရလဲဖြစ်ပါတယ်။တမောင်ကတော့ယောဂဝေဒနာကြောင့်စိတ်အားငယ်နေချိန်မှာတခြားနိုင်ငံမှာအထူးကြံနေရမို့ပိုပြီးစိတ်အားငယ်နေမှာအသေးချပါပဲ။ တမွန်ကတော့နိုင်ငံရဲ့ချားမှာတယောက်တည်းအထူးချန်နေအောင်ကြည့်ပြီးတငယ်ချင်းဖြစ်သူကလည်းမနေသာပါဘူးစစ်အားငယ်အနေနဲ့တမွန်စီကိုတငယ်ချင်းအရင်ဖြစ်တဲ့တယောက်ဆောင်ခလေးနဲ့ကခဏခဏသွားပြစ်ပါတယ်သူကရိုင်းကလည်းကိုပိုင်စီးပွားရေးလုပ်နေပြီမဲ့အချိန်ရရနဲ့တမွန်စီကိုပြေးတော့တာပါပဲခလင်းတွေကတမွန်မြင့်စီကိုလွန်ခဲ့တဲ့နှစ်ကောင်ပိုင်းလောက်ကတစ်ခေါက်လဲသွားခဲ့တယ်လို့အခုလည်းနောက်တစ်ချိန်သွားပြီးလဲပတ်ခဲ့တာပါပထမချိန်မှာတော့ဒီဇိုင်နာမပုံနဲ့အတူတမွန်စီသွားပြီး surprise တိုက်ခဲ့ပူပါတယ် ။တမွန်ကတော့သူ့စီလာလဲတဲ့ခင်းလေးနယ်နဲ့မပုံကိုကြည့်ပြီးမျက်ရည်မစင်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။တမောင်ကတငယ်ချင်းဖြစ်သူတယောက်ဆောင်ကလေးနဲ့ကိုတွေ့တဲ့အချိန်မှာအချိန်တော်ကြာကလေးတယောက်လိုဖတ်ပြီးငိုနေခဲ့တာပါတမောင်ကတော့သူနေတဲ့နေရာတိတငယ်ချင်းတွေရောက်လာလို့ဝမ်းသာခဲ့ပြီးခန်းစားချက်တွေထိမနိုင်ဖြစ်ခဲ့တာပါပရမတစ်ချိန်မှာလည်းတွေ့တွေ့ချင်းကလေးတယောက်လိုငိုကြွေးတဲ့တမောင်မြင့်ကအခုလည်းကလေးနယ်နဲ့ခွဲခွာကန်ဒီထပ်ပြီးငိုကြွေးခဲ့ပြန်ပါပြီကလေးနယ်ကတော့တိတ်မကြခင်ရပိုင်းလောက်ကတမောင်မြင့်စီကိုနောက်တစ်ချိန်အလဲသွားခဲ့ပါသေးတယ် မိုးရေအရန်ရွာနေလို့သူလောက်တွေရန်သားထားတဲ့အချိန်မှာတတ်မုံမြင့်ကိုအဖော်လုပ်ပေးဖို့ထိုင်းနိုင်ငံကိုသွားရောက်ခဲ့ရလဲဖြစ်ပါတယ်။ခလင်းရွက်ကတော့သူရောက်တော့မှတတ်မုံတယောက်ပြောအောင်အစွမ်းကုန်အဖော်လုပ်ပေးနေတာပါ။နှစ်ယောက်သားကအင်းကြီးစစ်တွေဝေပြီးအပြင်းတူတူထွက်ပြီးပြောရှင်ခဲ့ကြသလိုအမတ်တရအနေနဲ့ရိုက်ကူးထားသလိုသွားအတူလာအတူပြောစရာနည်းရပ်တွေကိုဖြတ်တန်းခဲ့ကြရလဲဖြစ်ပါတယ်။နှစ်ယောက်သားကတော့အထူးပြန်ဆောင်ချိန်မှာအရန်တွေပြောရှင်နေကြပြီးမြဲခွဲခွာခံနေမှာတော့တတ်မုံတယောက်ငိုကြွေးနေခဲ့ပြန်ပါပြီ။ တမွန်ကပုံစံကြည့်ရင်ကျက်တဲ့တိုင်းငယ်ကြောင့်မင်းမီတယောက်လိုထင်ရပေမယ့်သူနဲ့ယင်းရဲ့လူတွေကြားမှာတော့ကလေးငယ်လေးလိုပါပဲနော်ပရိသတ်တွေကတော့သူရဲ့ကလေးဆန်တဲ့အပြုမှုကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရသလိုအမြန်ဆုံးနေကောင်းမှုကိုဝမ်းပြီးတော့ဆူတောင်းပေးနေကြရလဲဖြစ်ပါတယ်ပရိသတ်ကြီးအတွက်အညာဝေးတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့အလှပြင်မဆိုတဲ့နာမည်နဲ့လိုက်အောင်စုတခုထပ်မံယူပြလိုက်တဲ့အနန်းစုရည်ဆိုပါနန်းစုရည်ဆိုကတော့တရုတ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးအရင်မအောင်မြင်ခဲ့ပေမယ့်လူပြိုလှပမှုတွေကြောင့် ပရိသတ်ကြောင့်မအမြဲတမ်းပေါ်ကျကြခဲ့ရလဲဖြစ်ပါတယ်။နန်းစုကတော့အသက်ဆိုတာကိန်းကနက်တစ်ခုပဲဆိုပြီးလုံပြနိုင်ခဲ့သူပါ။နန်းစုကအနုပညာလောကတွေကိုဝင်ရောက်ခဲ့တာဆယ်စုနှစ်ကျော်ရှိခဲ့ပေမဲ့အချိန်ကြာလေးသူကနုပြိုလေးပါပဲ။ပရိသတ်မျိုးလုံးထဲမှာတော့အချိန်တော်ကြာမိနေရယ်ဆင်ရပေမဲ့လည်းနန်းစုရဲ့နုပြိုမှုတွေကရိုယွင်းမသွားတဲ့အပြင်လှပမှုကိုထိန်းသိမ်းထားနိုင်စေဖြစ်ပါတယ်။နန်းစုကတော့နုပညာလောကထဲမှာပရိသတ်လက်ခံအားပေးရဲ့မင်းသမီးတက်လက်ဖြစ်ခဲ့ပေမဲ့အရင်အောင်မြင်တဲ့မင်းသမီးတက်လက်တော့ဖြစ်မလာသေးပါဘူး။ သူကအောင်မြင်မှုအတွက်ဇကားရိုက်တဲ့ချင်းနေဆိုပြီးစ조사ခဲ့ပေမဲ့သူရဲ့ကြောက်ကြမှုကတော့တာမန်တိုင်းပါပဲပရိသတ်တွေကသူ့ရဲ့အမှုပညာထံသူ့ရဲ့လှပမှုတွေကိုပို့ပြီးစိတ်ဝင်စားခဲ့ကြတာပါပရိသတ်စိတ်ဝင်စားမယ်ဆိုရင်လည်းစိတ်ဝင်စားခြင်းစရာပါပဲနန်းစုရဲ့လှပမှုတွေကစိတ်ကြောက်တဲ့မင်းကလေးနဲ့နိုင်ရှင်လို့ရပါတယ်နန်းစုကတော့သူ့ရဲ့လှပမှုကိုအမြဲထိန်းသိမ်းထားသူတစ်ယောက်ပါလူပြိုအောင်လည်းအမြဲထိန်းသိမ်းတယ်လို့ကြည့်လိုက်တာနဲ့အမိုက်စားဖြစ်နေရဝန်စားစင်မှုကိုလည်းအပြည့်အဝထိန်းသိမ်းထားသူတစ်ယောက်လည်းဖြစ်ပါတယ် နန်းစုတယောက်ဘလောက်တောင်လာကြိုက်လဲဆိုရင်တကယ်ချင်းတင်နေမို့အတူတူသွားဆိုင်တော့သူ့ရဲ့ပြင်ဆင်မှုကလူတိုင်းထပ်ပို့တာနေရဲ့အထိပါပဲဘဲချင်းကြည့်ကြည့်သူ့ရဲ့ fashion design တွေကပြည့်စုံနေအောင်ဖို့တကယ်ချင်းတွေကတော့ပြည့်ပြည့်ရည်ရည်စိုးဆိုပြီးတော့နာမည်ပြောင်းပေးထားခဲ့တဲ့အထိပါပဲ fashion မိုင်းနဲ့ပတ်သက်ရင်အမြဲပြည့်တင်အောင်ဝစားတဲ့နန်းစုကအခုဆိုရင်နာမည်နဲ့လက်အောင်ပြည့်ပြည့်ရည်ရည်စိုးဖြစ်အောင်နေခဲ့တာဖြစ်တယ်ဖြစ်ပြီးတော့စုတစ်ခုလည်းထပ်ရခဲ့ပြန်ပြီဖြစ်ပါတယ်နန်းစုကတော့အစွန်လ9ရက်နေ့မှာကျင်းပတဲ့ wedding fair တစ်ခုမှာအပြည့်လုံးပြီးစုရခဲ့တာပါ ဇွန်လ9ရက်နေ့က Novotel Hotel မှာကြီးကျယ်ခန်းထားတဲ့ Wedding Fair တစ်ခုကိုကျင်းပခဲ့ပါတယ်။အဲ့ဒီပွဲလေးမှာတော့ပရိသတ်တွေကြားမှာစိတ်ဝင်စားစရာကောင်းတဲ့ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်။ပွဲမှာနာမည်ကြီးဆိုတော့ဖြစ်တဲ့ဆက်ဆိုင်ခန်းထိုင်ကနာမည်ကြီးနုပညာရှင်တွေမော်ဒယ်တွေခြံရံပြီးတချင်းတီဆိုခဲ့တာကိုပရိသတ်တွေကစိတ်ဝင်စားခဲ့ကြတာပါ။နာမည်ကြီးနုပညာအများစုပါဝင်တဲ့ပွဲလေးမှာအားလုံးကစိတ်ဝင်စားခဲ့ကြသလိုပွဲကိုတက်ရောက်ခဲ့တဲ့လူတွေကလည်းအမိုက်စားတွေဝင်စားခဲ့ကြပါတယ်။ လူအလုံးကမိမိုက်တဲ့ဝစ်စားရည်နဲ့အပြက်လန်းနေခဲ့သလိုမီလီမီတာလေးနန်းစုကလည်းနာမည်ပြောင်းတဲ့လိုက်ဖက်အောင်ပြပြတင်းတင်းလေးဝစ်စားခဲ့တာဖြစ်ပါတယ်။သူက verify ပွဲလေးကိုတက်ရောက်ခဲ့တာမို့မြန်မာဆန်ဆန်ချိတ်ထမီနဲ့အင်ကြီးရိုးရိုးလေးကိုဝစ်စားလာခဲ့တာပါ။ဝစ်စားကလည်းမြန်မာဆန်ဆန်ရိုးရိုးလေးဝစ်ခဲ့သလိုအယောင်ကတော့မင်္ဂလာအယောင်လေးဖြစ်တဲ့ပန်းရောင်ကိုသေချာရိုးရိုးဝစ်ဆင်ခဲ့ပါရယ်။နန်းစုကတော့ပွဲတက်ဖို့အဖိတ်ခင်ရတဲ့ရိုးရိုးဧည့်သည်တော်တယောက်ဖြစ်ပေမယ့်သူ့ရဲ့ပုံစံအတိုင်းနာမည်ပြောင်းနေလိုက်အောင်ဝစ်စားထားအောင်အားလုံးကြမှာထင်းထွက်နေတာကတော့အသေးချာပါပဲ။ နန်းစုကတော့အရင်လောက်ပြပြတင်းတင်းမလုပ်ပဲ short ထားပေမဲ့သူ short ထားတာကသူများထက်ပိုပြီးလှပသေးတဲ့နေရာညင်မြပါဘူး။နန်းစုကတော့တဝက်တစ်ပြက်ပြအောင်လုပ်ခဲ့ပေမဲ့လှပကြောရှင်းနေတဲ့သူ့ရဲ့ပုံစံကြောင့် fashion စုကိုစုခုနိုင်ခဲ့ရလဲဖြစ်ပါတယ်။နန်းစုကအရင်ကြီးဆောင်အောင်လုံမထားတာမို့စုရတယ်လို့ကြော်လာချိန်မှာအောင်းအောက်ခဲ့လို့ဆိုပါတယ်။စုကျင်ညာချိန်မှာ miss light တွေထိုးချိန်မှာသူကတော့မှတခြားသူကိုလိုက်ပြီးကြည့်မိတဲ့အထိပါပဲ။နန်းစုကတော့အရင်ကြီးဆောင်အောင်မလုပ်ထားတာမို့စုရမယ်လို့မမှန်းထားတာဖြစ်ပါတယ်။စုရချိန်မှာအတိုင်းမသိအောင်ဝန်တာနေပါတယ်။ fashion စုကအရေးကြီးတဲ့စုတစ်စုမဟုတ်ပေမဲ့အများနဲ့ပြည့်နေတဲ့နန်းစုတွေတော့အဖို့မဖြစ်နိုင်တဲ့စုတစ်ခုပါပဲเนาะပရိသတ်ကြီးညဝေတင်ဆက်ပေးလိုက်ပါတယ်ရှင်အခုတော့လူပြည်နာသတင်းတွေကိုအချိန်နဲ့တပြေးညီကြီးရှုနားဆင်နေဖို့ကျမတို့ရဲ့ Sandy Mama YouTube Channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်เนาะအဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်